မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းနဲ့စာပြီးတာတော့မြန်မာဒီမိုကရေစီကြီးနှင့်သူရဦးတင်ဦးစာအုပ်ထဲကဆရာတက္ကသိုလ်စိန်တင်ရေးသားထားတဲ့မြန်မာဦးတင်ဦးအကြောင်းဖြစ်ပါတယ် မြန်မာဘူတင်ဦးနှင့်ဦးနေဝင်တို့တွေ့ဆုံပုံပွားအစားဤတွင် တဝိတနည်းအားမှာစုံခဲ့မှုသောမြန်မာတင်ဦးကစစ်ထောက်လိုင်းရေးမှုချုပ်ဘုံမှုချုပ်တင်ဦးအကြောင်းတောင်းပြောင်းထွေလာ သိရှိသည်များကြောင့်ရများပြောပြပါဦးမည်မြန်မာတင်ဦးနှင့်ကျွန်တော် စတင်သိကြွရသည်မှာဘုံချုပ်နေဝင်၏ ADC ကိုကိုရေးအရာရှိဖြစ်သူ တာဝန်ထမ်းစဉ်ကဖြစ်ပါတယ်။မြန်မာတင်းဦးတက်မတော်တဲ့ဝင်လာဒီမှာ1949 50ပြည့်နှစ် GNU KNDO တိုင်းရင်းသားတို့လှုပ်ရှားစဉ်ကတက်မတော်တို့တက္ကသိုလ်ကျောင်းသားအဖွဲ့နဲ့တစုလူဝေးတဲ့ဝင်သွားရာကစတင်ခဲ့ပါတယ်။ဦးတင်ဦးကစီဝါရီအီကိုဘာသာသင်ကျောင်းသားအဖြစ်စစ်ထဲဝင်လာခြင်းဖြစ်ပါတယ်။ မြန်မာတင်ဦးနဲ့ပတ်သက်ပြီးဝကြုံနေဝင် ပြောတဲ့စကားတစ်ခုရှိပါတယ်။ BI တက်မတော်နဲ့ဝကြုံတင်ဝင် ပါလာစဉ်မူရုံမြို့မှာမြန်မာတင်ဦးတို့အိမ်မှာတဲကိုဦးတယ်။ထိုစဉ်ကမြန်မာတင်ဦးရဲ့အကိုတယောက်က BI တက်မတော်နဲ့အတူစစ်ထဲဝင်ပြီးလိုက်ပါလာတယ်။မြန်မာတင်ဦးရဲ့အကိုမှာတိုက်ပွဲမှာ ကြီးစံအထိမှန်ကြာဆုံးခဲ့ပါတယ်။ ယခုပြင်းအေးခင်းမှာတိုက်ပွဲမှာပါဝင်လာသူ မျက်မှန်တင်ဦးအရာရှိဖြစ်လာတော့သူ့မိဘများကဘိုးချုပ်နေဝင်းကိုတောင်းမငယ်တယ်။ဘိုးချုပ်ရဲ့တာကြီးမှာဘိုးချုပ်လို့နဲ့အတူတက်မတော်လေးဝင်ပြီးကြာဆုံးသွားရတယ်။ယခုတာလီမောင်တင်ဦးအရာရှိဖြစ်နေစင်မှာတော့တာကြီးလို မဖြစ်ရအောင်အသက်အန္တရာယ်မရှိတဲ့နေရာမှာထားပေးပါလေ။ဤတွင်ဘုံနေဝင်းက မျက်မှန်တင်ဦးကိုရှေ့တန်းစစ်မှန်လာမပို့တော့ပဲမိမိအနေမှာခေါ်ထားပြီးကိုကြီးအရာရှိခန့်ထားခဲ့ပါတယ်။ထိုအချိန်က1952ခုနှစ်လောက်ကဖြစ်မယ်ထင်ပါတယ်။မျက်မှန်တင်ဦးကဘုံမှုချုပ်တင်ဦးတို့ကဲ့သို့1 and half ဟုပြည်သူလူထုကနာမည်ပေးရတဲ့အဆင့်ရောက်ရှိလာသည်မှာနိုင်ငံတော်သမရတာဝန်ယူထားတဲ့ဦးနေဝင်းရဲ့အမှန်ကန်သောလောက်ရတကူလို့ ပြောချင်ပါတယ်။ဒီလိုပါငွေဝင်ကနိုင်ငံတော်သမ္မတကြီးနံပါတ်1နံပါတ်1နိုင်ငံတော်ရဲ့ဒုတိယသမ္မတကဗိုလ်ချုပ်ဆိုင်ယုနံပါတ်2ယခု တိုင်းပြည်မှာသမ္မတဦးနေဝင်ပြီးရင် တကူအကြီးဆုံး ပုဂ္ဂိုလ်ကဗိုလ်ချုပ်ဆိုင်ယုမဟုတ်ပဲဗိုလ်ချုပ်တင်ဦးဖြစ်နေတော့နံပါတ်2ဗိုလ်ချုပ်ဆိုင်ယုအထက်ကမြန်မာတင်ဦးက1နဲ့အတူကြားက1 and half လို့ပြည်သူလူထုက နာမည်ပေးကင်မွန်တက်ခံရတဲ့အဆင့်ကိုရောက်သွားပါတယ်။မြန်မာတင်ဦးကိုနိုင်ငံတော်သမ္မတဦးနေဝင်ကနိုင်ငံတော်သမ္မတဤစစ်ဖက်လက်ထောက်အရာရှိဆိုသောအမြင့်ဆုံးယာရုတွင်ခန့်ထားခြင်းမှာတိုင်းပြည်အတွက်မဟာအမှားကြီးကျူးလွန်ခဲ့ခြင်းပဲ။မြန်မာတင်ဦးကြောင့်ဒုက္ခရောက်ခဲ့သည့်ပြည်သူတွေများစွာကြုံခဲ့ရခြင်းမှာအားလုံးအသိပဲဖြစ်ခဲ့ပါလေ။ မြန်မာဘုံမူကြီးတင်ဦးနဲ့ဘူဂျိုတီသူရတင်ဦးပဋိပက္ခာနောက်တစ်ခုဖြစ်လာသေးကဘာလဲဆိုတော့ထိုကိစ္စကိုပြောရရင်မြန်မာတင်ဦးလမ်းပါတင်ဦးအများပြည်သူတို့သိထားကြသော one half တင်ဦးဘုံမူကြီးတင်ဦးနောင်နယ်ဘုံမူချုပ်တင်ဦးနဲ့ဆက်နွယ်နေပါတယ်ဒီကိစ္စကတော်တော်ကလေးကြီးမားခဲ့ပါတယ်တင်ဦးနှစ်ဦးရဲ့ပဋိပက္ခာလို့ခေါ်ရပါလိမ့်မယ် တမတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးသူရဦးတင်ဦးနဲ့စစ်ထောက်လိုင်းကြီးချုပ်နိုင်ငံတော်သမရဤစစ်ဖက်လက်ထောက်အကြံပေးဗိုလ်ချုပ်တင်ဦးတို့အကြားဖြစ်ပွားခဲ့တဲ့အနည်းအစုံလို့ခေါ်ရပါလိမ့်မယ်။မကိုးရိုးမမဖြက်လီဖြက်စနစ်နဲ့တိုက်ခဲ့တဲ့အတွက်ဗမာပြည်ကွန်မြူနတီပါတီမှာများစွာအခက်တွေ့ပြီးစားစရာဆံမရှိအပြည့်စရာမင်းမရှိဖြစ်သွားပါတယ်။ဒီခုမြဝချုံမော်ဒေတာမှာလဲ GNU, KNU, တိုင်းရင်သားတပ်တို့အပေါ်မှာတက်မတော်ကဒို့သူပင်ဖြက်လေးဖြက်စနစ်ကိုစောင့်ရခဲ့သဖြင့်ဂင်ရန်လည်းနဲ့ဂိုင်းတွေအခြေတကျမရှိတော့ပဲမလဲလဲအကွဲကွဲစုပ်ခွာထွက်ပြေးသွားရပါတယ်။ဤတွင်ပအန်ကင်းရင်ပြည်နယ်ဘက်မှ GNDO ဌာနချုပ်ကမေဝကျွန်ပေါ်ဒေသအစုအဖွဲ့ခြေချရန်အဖွဲ့တစ်ဖွဲ့စီလွတ်ခဲ့ပါတယ်။ဒို့သတင်းကိုတက်မတော်စစ်ထောက်လိုင်းတပ်ဖွဲ့ကရတော့မေဝကျွန်ပေါ်တက်နဲ့ စစ်ထောက်လိုင်းဤတပ်တို့ပေါင်းပြီးမြို့ဝကျွန်းပေါ်ကြီးရွာတွေမှာဖမ်းဆီးတွေလှုပ်လာပါတယ်။ဖမ်းနေဆိုရမှာတော်ယုံသိယုံခေါင်းဆောင်ပိုင်းလောက်ကိုသာလိုအပ်သည်ဖမ်းဆီးခြင်းမျိုးမဟုတ်တော့ဘဲအမှုနဲ့တက်ဆိုင်သူရော မတက်ဆိုင်သူရောအားလုံးကိုတိမ်ကြုံပြီးဖမ်းဆီးခြင်းဖြစ်ရာလူကြီး400ခန့်ပါဝင်ပါလေ။မြန်မာကိုတင်ဦးကဒီလူ400ကျော်ကို1985ခုနှစ် နိုင်ငံတော်အားနှောက်ယှက်ဖျက်ဆီးလိုသူများဘေးအန္တရာယ်ကို ကာကွယ်တားဆီးသည့်ဥပဒေပုံမှ30ကနဲ့ဖန်ဆီးထားပါတယ်။ဒုစင်ကမြဝကျွန်းမော်ဒေသမှာရှိတဲ့ပင်လေချမ်းမြို့များမှာဖျားပုံလပ်ပုတ်တာမြောင်းများစသည့်ရန်ကုန်ပသိမ်သွားတောင်ပတ်ချမ်းရှိမြို့နယ်ကြီးရွာများမှာလူကြီး400ကျော်ဖန်ဆီးထားခံရပါတယ်။ GNDO KNU ပင်လက်နက်ကိုင်သဘော စူပူလှုပ်ရှားတယ်ဆိုပြီးရန်ကုန်မြို့နယ်နှီးစပ်တဲ့တိုင်းခရိုင်မြို့နယ်များမှာအများအားဖြင့်ရှာဖွေဖမ်းဆီးတတ်ပါတယ်။တခြားဒေသများလည်းပါဝင်ပါတယ်။အထက်နေရာဒေသတွေမှာလည်းပါဝင်ပါတယ်။ဥပမာအဖြစ်ကနောင်၊ညံအောင်၊အင်ကမူတို့လိုနယ်တွေကြတော့သိပ်မရှိကြပါဘူး။ပြန်လာတဲ့ဂိုင်းတွေဒုနဲ့ရှိနေတယ်ဆိုတဲ့အခါမှာမဟုတ်ဘင်းဝါခင်မတို့အပြင်မြောင်းမြတောင်ပချမ်းဂျုံမငင်း လပ်ပေါ်တာမော်လမြိုင်ကျွန်းစတဲ့အောက်ဖက်ချမ်းပါမှာမြင်ရပါတယ်။အဆိုပါဒေသများမှာမသိငါဝဲကြီးရွာသားများလေးရနီးပါးကမကဘူးထင်ပါရဲ့။ကြော်ပင်ကြော်ပါဦးမယ်။ထို့သောဒီပုံမှတစ်ဆယ်ကနဲ့ဖန်စီခံထားရသူများနှစ်လတစ်ကြိမ်နှစ်လတစ်ကြိမ်ဝင်းကြီးအဖွဲ့က၃ကြိမ်ပြန်လဲသုံးသပ်ပြီး one time 3လတစ်ကြိမ်သက်တမ်းပြည်လင်လိုအပ်ပါကတစ်နှစ်ဆက်၍ချုံနောက်ထားနိုင်ပါလေတစ်နှစ်ပြည်လင်တစ်နှစ်ပြီးတစ်နှစ်ဆက်၍3သက်ပြည်3နှစ်ပြည်ပြန်လှုပ်ရပါတယ်ထူပုံမှ30ကမှမြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုဆွဲဆိုအပြစ်ပေးတဲ့ပုံမှာပဲဖြစ်ပါတယ်နဝရဒကောင်စီက3နှစ်သက်တမ်းကနေ9နှစ်သက်တမ်းအထိတိုးမြှင့်ပြစ်လိုက်ပါတယ်ဥပဒေက6လတခါ စစ်ဆေးအေးအေးယူရမည်ကိုတနေ့တစ်ကြိမ်လို့တုံးမြင်ပြီးငားနှင့်ပြည့်မှန်ချပြီးဒေါအောင်ဆန်းစုကြည်ထောင်သွင်းအချင်းချခံရပါတယ်6လတစ်ကြိမ်သုံးသက်ပြီးသုံးကြိမ်ပြည့်လင်းဝင်းကြီးအဖွဲသို့တင်းနောက်ထပ်6လဟုထပ်မံပြည့်တန်ခံစီရပါတယ်ထိုးဦးတွေမှာ30ကနဲ့30ခဟုရှိပါတယ်30ခဆိုရင်အချင်းထောင်30ခဆိုနေနေအခြေချုပ်ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကပထမမှာ 30ကဖြစ်ပြီးအင်းစိန်အချင်းထောင်နောက်မှ30ခဖြစ်သွားပြီးနေအကျေကျုပ်ပြောင်းလဲလိုက်ခြင်းဖြစ်ပါတယ်ယင်းပုံမှန်နဲ့ပတ်သက်ပြီးအခါအားလျောစွာမိတို့ပြန်လဲသုံးသက်ရမည်နည်းဟုရေးထားဒီမှာဘ ਹੁ အဖွဲ့မှနှစ်လတစ်ချိန်ပြန်လဲသုံးသက်ရမည်လွတ်တယ်သည်မလွတ်တယ်သည်ကိုသုံးသက်ရမည်တဲ့ဤပုံမှ30ကတွင်ပဲပထမတွင်ကျွန်တော်ကိုအရေးယူခဲ့ခြင်းဖြစ်ပါတယ်ဒီပေးရင်အရေးခင်ဖြစ်ပြီးနောက်2003ခုနှစ် ဂျွန်လာမှာကျွန်တော်ကိုမမော်အချင်းတောင်မှာ ချုပ်ထားပါတယ်။နောက်ပုံမှန်30ခါကိုပြောင်းပြီးရန်ကုန်အိမ်မှာချုပ်ထားပါတယ်။တိုးတိုးပုံမှန်30ခါပြင်၎င်း30ခါပြင်၎င်းအေးအေးယူဖန်းစီရေးကိုဘိုးအဖွဲကအမိန်ဖြစ်တာဆုံးဖြတ်ရတာဖြစ်ပါတယ်။ဘိုးအဖွဲဆိုတာမှာပထမမှာဝင်းကြီးများအဖွဲကတာဝန်ယူထားတဲ့တာဝန်ကိုဝင်းကြီးများအဖွဲကအမြဲတမ်းမအားလက်သောကြောင့်တိကျအဖွဲကြီးပေးထားတဲ့အဖွဲဖြစ်ပါတယ်။ ဘုတ်ဖွဲ့မှာပြည်ထောင်ဝင်ကြီးကဥက္ကဋ္ဌကာကွယ်ဝင်ကြီးကဒုတိယနိုင်ငံခြားရေးဝင်ကြီးကုံသေးဝင်ကြီးလုံသွားဝင်ကြီးတို့ပါဝင်တဲ့အဖွဲ့ဖြစ်ပါတယ်။အတွင်မူမှာပြည်ထောင်ဝင်ကြီးဌာနဒုတိယဝင်ကြီးကဆောင်ရွက်ရပါတယ်။လမ်းစဉ်ပါတီအစ်ဆိုရခေကဆိုရင်အိမ်မဲတောင်းပြကလောင်နာမည်နဲ့အမျိုးသားစာပေစုရရှိသွားတဲ့ပြည်ထောင်ဝင်ကြီးဌာနဒုတိယဝင်ကြီးဘုံမူကြီးအုံးကြည်ဖြစ်ပါတယ်။ ယခုတော့ گوے လုံးရှားပါပြီ တွဲဘက်အတွင်မှုကရဲချုပ်ဥပအေးရဲချုပ်ဥပအေးမှာရင်းတာဝန်ကိုယူပြီးစိတ်ညစ်နေရရှားပါတယ်ဘာကြောင့်လဲဆိုတော့ဟိုလူဖမ်းပြီးဒီလူမလွတ်စေနဲ့စသည့်ဘိုးအဖွဲဥက္ကဋ္ဌဒုဥက္ကဋ္ဌတွေခိုင်းစီတယ်မြတရားသည်ဖြစ်စေမေတရားသည်ဖြစ်စေအဝေမသိလိုက်လို့ရတဲ့တာဝန်ကိုရဲချုပ်ဥပအေးကတာဝန်ယူထားရတာကိုဒီဘိုးအဖွဲက နှစ်လတစ်ကြိမ်အစည်းအဝေးထိုင်ပြီးဖန်ဆီးထားတဲ့သူတွေကိုလွှတ်ရန်တင်တော်ကလွှတ်ရန်အမိန်ပေးပါတယ်ဒါကနိုင်ငံတော်သမရာကြီးဦးနေဝင်းရဲ့အကြံအစီဖြင့်ဖွဲ့စည်းထားတဲ့အဖွဲ့ပါပဲဘုဒ္ဓသာပနာရေးခင်းလौသမားရေးခင်းတို့မှာဖန်ဆီးထိန်သိမ်းထားတဲ့သူများကိုကြိုတင်မဖန်ဆီးနိုင်ခဲ့သဖြင့်ရေးခင်းကြီးဖြစ်ရသည် နောင်တွင်ထိုးသောမလိုလားသော အမှုကိစ္စရေးခင်းကြီးများမကြုံရအောင် ကြိုတင်၍ဖမ်းဆီးထိန်းသိမ်းထားတဲ့လူများကိုဖမ်းဆီးရန်1985ခုနှစ်တွင် နိုင်ငံတော်သမရကပြဋ္ဌာန်းခဲ့သောပုံမှန်30ကနှစ်ခါလိုဖြစ်ပါတယ်။ဒုဥပဒေကိုကိုင်းတွေရန်ပြည်ထောင်ဝန်ကြီး၊ကာကွယ်ရေးဝန်ကြီး၊ဘာဝင်ဝန်ကြီးများပါဝင်သည့်ဘိုးအဖွဲ့ကိုဖွဲ့စည်းပေးထားခြင်းဖြစ်ပါတယ်။ဒုဥပဒေကိုအပေါ်ကကိုင်းတွေထားသည့်အဖွဲ့ကနိုင်ငံတော်ကောင်စီဖြစ်ပါတယ်။ အခုပေါ်ပြမယ့်အကြောင်းအရာမှာမြန်မာတင်ဦးကောလမ်ဘာတင်ဦးကောစစ်ထောက်လိုင်းချုပ်ဘုံမှုချုပ်တင်ဦးဥက္ကဋ္ဌဖြင့်ဆောင်ရွက်သော National Intelligence Bureau အမျိုးသားထောက်လိုင်းအဖွဲ့ကဖမ်းဆီးထားသောမြဝကျုံမော်ဒေသမှကြေးရွာလူထု400နီးပါးနှင့်ပတ်သက်ပါသည်။ဤတွင် NIB ကောအမျိုးသားထောက်လိုင်းအဖွဲ့ဥက္ကဋ္ဌဘုံမှုချုပ်မြန်မာတင်ဦးကဒီလိုဒီလိုတော့ဖြင့်ဒီအကြောင်းကြောင့်ဖမ်းထားရန်လိုအပ်ပါသည် ဒီလိုဒီလိုတော့လှုပ်ပေးရန်တင့်မာပြီဆိုသောချက်ကိုစောစောကပြောခဲ့သည့် ဝင်းကြီးများပါဝင်သည့်ဗဟုအဖွဲ့ကိုအဓိကတင်ရပါတယ်။မြန်မာတင်ဦးကလည်းအလွတ်တင်ခြင်းတိုင်းတင်သည်တော့မဟုတ်ပါ။သူဥက္ကဋ္ဌဖြစ်နေသောအမျိုးသားထောင်လိုင်းအဖွဲ့ NNB ကရေးချဲ့သောသူများကိုသာဖမ်းဆီးရန်သို့မဟုတ်လှုပ်ပေးရန်တင်ရပါတယ်။ဤမှာဗမုကျုပ်မြန်မာတင်ဦးက GNU အဖွဲ့နှင့်ပတ်သက်နေသောမြဝါကျုံမှမှ လူ၄၀၀နီးပါးကိုဖမ်းဆီးဖို့အရင်ဝင်းကြီးများပါဝင်တဲ့ ဟိုအဖွဲ့ကိုတင်ပါတယ်ထိုအစည်းအဝေးကိုဝန်ကြီးချုပ်ရုံး၌ကျင်းပရာတက်မတော်ကာကွယ်ဦးစီးချုပ်နှင့်ကာကွယ်ဝန်ကြီးဖြစ်တက်ရောက်လာသောကျွန်တော်ကမျက်မှန်တင်ဦးကိုပြောပါတယ်ဘိုးတင်ဦးခမည်းဖမ်းထားတဲ့လူကြီးကတိတ်ညားတယ်ဗျာလေကြီးတဲ့အဓိကကောင်းဆောင်ပိုင်းကိုဖမ်းလိုက်ရင်တော့ပါပြီတကယ်ပါဝင်တဲ့ကောင်းဆောင်လို့သူကအလုံးစုံ၄60လောက်ပဲရှိမယ်ထင်ပါတယ်ကျန်တဲ့လူတွေကတော့ခမည်းတော်မှားပြီးဖမ်းထားတာတင်နေ ထိုအချိန်မှာမြန်မာတင်ဦးကနိုင်ငံတော်သမ္မတကြီးစစ်ဖက်လက်ထောက်အရာရှိဖြစ်ခန့်ခံရပြီး one and half ပြည်သူတွေခေါ်ခံနေရတယ်ဖြစ်ပါတယ်။တကူထွားနေခြင်းဖြစ်တော့ကျွန်တော်ပြောစကားကိုလက်မခံပဲမောင်မောင်မှာဒီလိုပြန်ပြောပါတယ်။ဘိုးချုပ်ဘိုးချုပ်လို့ဘိုးချုပ်လို့ပါ။ယခုဖမ်းဆီးထားတဲ့သူတွေဟာကျွန်တော်ကိုယ်တိုင်စီစစ်ပြီး GNU ရဲ့မြဝကျွမ်းမော်တိုင်းလာဖွဲ့စည်းနေသူတွေကိုတည်တည်ကြကြသိလို့ဖန်တာ။ မမန်နေဟူပြောချင်တာကတော့ကျွန်တော်ကကာကွယ်ရေးဦးစီးချုပ်အလုပ်ပဲလုပ်ပါဒီ NIB အမျိုးသားထောင်လိုင်းအဖွဲ့တာဝန်က သူသာလင်း အသိဆုံးဖြစ်တယ်ဆိုပြီးခေါင်းမိုးပေါ်ကလာတဲ့သံမျိုးနဲ့သူ့ထက်အရာသူကြီးသူကျွန်တော်ကိုပြန်ပတ်ပါတယ်။တကယ်တမ်းကျတော့ဒီဘ ਹੁ အဖွဲ့အစည်းအဝေးမှာကျွန်တော်ကကာကွယ်ရေးဝန်ကြီးဖြစ်ဒုတိယဥက္ကဋ္ဌတာဝန်ယူထားသူမဟုတ်ပါလား။ကျွန်တော်တာဝန်ပိုင်းကနေလိုအပ်ဒီကိုကျွန်တော်ဝင်ရောက်ပြောဆိုဝင်ရှိရမည်သား။ ကျွန်တော်ကထိုစကားကိုပြောလိုက်စဉ်မျက်မှန်တင်ဦးကသူ့နေရာကထပ်ရက်ပြီးထိုသူပြောလိုက်သည့်အခါကျွန်တော်မှဘာပြန်ပြောအောင်မသိဖြစ်သွားပါတယ်မျက်မှန်ဘူတင်ဦးမှာရခင်ကဆိုရင်ကျွန်တော်ကိုအလုံးမင်းချစ်ခင်ကြီးညိုလေးစားသူဖြစ်ခဲ့ပါတယ်ရခင်မျက်မှန်ဘူတင်ဦးကကျွန်တော်ကိုဒီလိုပြောမှုတာကိုသတိရပါတယ်ကျွန်တော်လေးဘိုးချုပ်ကြီးနေဝင်းစီမှာကိုရေးအရာရှိလုတ်စင်ကဘိုးချုပ်ကြီးကကျွန်တော်နဲ့ဘိုးချုပ်ကိုမိတ်ဆက်ပေးခဲ့တာ တိရသေးတယ်။အဲ့ဒီတော့ကဘိုးချုပ်ကြီးကကျွန်တော်ကိုသူ့နာမည်ကလည်းတင်းဦးပဲကွာ။တရင်မူကလေးပဲ။မင်းနဲ့နာမည်လိုပဲလို့ပြောခဲ့တာတတိရတယ်။အဲ့ဒီတော့ကဘိုးချုပ်တင်းဦးကအသက်ငယ်ငယ်လေးဗျ။အဲ့ဒီတော့ကကျွန်တော်ကဘိုးချုပ်ကိုသိကြည်ညိုခဲ့တာ။ဒါကမျက်မှန်တင်းဦးကကျွန်တော်ကိုသူ့စိတ်ကြီးကြီးလင်းလင်းရှိနေစဉ်ကပြောခဲ့တဲ့စကားဖြစ်ပါတယ်။ကျွန်တော်ကလည်းယခုကာဝေးဝန်ကြီးတာဝန်ထမ်းဆောင်နေတော့ ျွန်တော်ဒါဝန်လည်းဖြစ်ပြီးတော့မြန်မာတင်ရခင်လိုပဲစိတ်ထားကြီးကြီးလင်းလင်းရှိနေဦးမယ်လို့ထင်လို့ပြောရခြင်းဖြစ်ပါတယ်။ဒီအချိန်မှာဗဟုအဖွဲ့ဥက္ကဋ္ဌဒါဝန်ယူထားရတဲ့ပြည်ရေးဝန်ကြီးဘုံမူကြီးကိုကိုကလည်းမြန်မာတင်ဦးလို one and half နာမည်ကြီးနေပြီးဥလင်ဝင်းအောက်ဒုသမရဦးဆိုင်ရုံအထက်မှာရှိနေသူသိထားသောကြောင့်ထင်ပါရဲ့။ထို့ပြင်ပြောသည့်ကိစ္စမှာနိုင်ငံတော်သမ္မတကြီးဦးနေဝင်းထံမှလာသည်ဟုယူဆပြီး မြန်မာတင်ဦးကို အလွန်ယိုကျိုးနေပုံရပြီးဘာမှဝန်မပြောပါဘူးမြန်မာတင်ဦးကလည်းနိုင်ငံတော်သမ္မတဦးနေဝန်ထမ်းဝင်ကြွားကြွားဝါဝါ ပြောထားပြီးဟန်ဖြစ်ပါတယ်ဟိုကဝင်လာတဲ့ GNU KNDO အမကန်တွေကို ကုန်ဖမ်းမိထားပြီးဘာညာစသည်ဖြင့်မြန်မာတင်ဦးကဤသို့ဒေါနဲ့မောနဲ့မန်ပါပါထပြောလိုက်တဲ့အခါကျွန်တော်ကအစည်းအဝေးမှာမြန်မာတင်ဦးကိုနောက်ထပ်ဘာအကြောင်းမှမပြောတော့ဘဲနေလိုက်ပါတယ် သူတင်ပြတဲ့မြဝကျုံမော်ဒေတာမျိုးနဲ့ကြေးရွာမှာ KNU KNDO ဖွဲ့စည်းကဟုဆိုဆွဲထားတဲ့လူ၄00ကိုပုံမှ30ကဖြင့်ဖမ်းဆီးချုံနှောင်ထားရန်အဆိုကိုအစည်းအဝေးကသဘောတူအဆုံးဖြတ်တည်ပြုပေးလိုက်ပါတယ်။အမှန်ကဒီကိစ္စမှာမျက်မှန်တင်ဦးကသူ့ရဲ့အထက်လူကြီးဖြစ်တဲ့ကျွန်တော်ကိုဤသို့စကားအကျိုးသိအကြောင်းနဲ့ရှင်းပြတင်ပါတယ်။ဒါကတော့ဗိုလ်ချုပ်ရဲ့ကျွန်တော်ကလည်းဒီလောက်လူများကြီး ဖန်စည်းခြင်းမဟုတ်ဒါပေမဲ့ရရှိထားတဲ့အထောက်အထားတွေကခိုင်ခိုင်လုံလုံရှိနေလို့သာယခုလိုလူအများကြီးဖန်စည်းရတဲ့အထိဖြစ်သွားတာပါလို့ပြောတင်ပါတယ်ဒီလိုအကျိုးချင်းအကြောင်းသင်ရှင်းပြရင်ကျွန်တော်တိတ်ထပ်ပြောစရာမလိုတော့ဘူးပေါ့ယခုတော့သူကတခါလဲဒေါနဲ့မောနဲ့မမှန်ထန်ထန်ထပြောလိုက်တဲ့စီဝေးမှာအလွန်ရုပ်ဆိုးသွားတာအမှန်ပါပဲဒါပေမဲ့ဘယ်အဖွဲ့ဝင်ပုဂ္ဂိုလ်ကမှ လူမိုက်လုပ်ပြီးဆက်မပြောကြပဲငြိမ်နေလိုက်ကြပါတယ် တော်တော်မြန်မာတင်ဦးနဲ့ကျွန်တော်တို့နှစ်ယောက်ကိုအစည်းအဝေးမှာအချီအချဖျားခဲ့ဖို့ကိုနိုင်ငံတော်ဝန်ကြီးတို့ဘုံဘုတ်စေဝင်းကကြားသိသွားပါတယ်။ဒါနဲ့ဒီနေ့တော့ဝန်ကြီးတို့ဘုံဘုတ်စေဝင်းကကျွန်တော်ကိုသူ့ရုပ်ငန်းကိုဖိန်ကြားပြီးစိုးရင်တကြီးနဲ့ဤသို့တတိပေးခဲ့ပါတယ်။ဘုံဘုတ်စေဝင်းကကိုတင်ဦးကြီးခင်ဗျားစကားပြောရင်ကြည်ပြောနော်။ဘုံဘုတ်တင်ဦးကအခုသူ့နောက်မှာဥက္ကဋ္ဌနာမှာကန့်နေတဲ့သူ။ သမရရဲ့စစ်ဘက်လက်ထောက်အရာရှိဖြစ်လာတော့စစ်ဘက်နဲ့ပတ်သက်ပြီးအာဏာရှိနေတယ်။ဒီတော့ဂုံတင်ဦးနေနဲ့မြန်မာတင်ဦးကိုစကားပြောရင်တတိနဲ့ထိန်းထိန်းသိမ်းသိမ်းပြောရင်ကောင်းမယ်ထင်တယ်တဲ့။ကျွန်တော်ကလည်းယခုလိုတတိပေးတာဂျေဆုတင်ပါတယ်။သူ့နဲ့စကားပြောရင်တတိထားပါမယ်လို့ဗိုလ်ချုပ်စိန်ဝင်းကိုပြောလိုက်ပါတယ်။ဒေါနီကကျွန်တော်ကလည်းဝန်ကြီးချုပ်ဗိုလ်ချုပ်စိန်ဝင်းကိုထပ်ပြောလိုက်ပါသေးတယ်။ဗိုလ်ချုပ်လည်းတတိထားတော့ဆိုတော့ဗိုလ်ချုပ်စိန်ဝင်းကဘာလဲကွာတဲ့။ ဝန်ထုကဆွဲထားတဲ့စီမံချက်ကိုလူမှုစီဝေးတွေမှာပြောဆိုတဲ့အခါဒေသမားဦးကြီးများတနည်းကိုမိုးစဘာပြီးရင်ຫນွေစဘာဆိုင်စဘာပြီးစဘာဆိုင်ကြဖို့ပြောတာမှာစကားတခွန်းထွက်နေတယ်ဗျဘုရုပ်ဆိုရင်က ဟုတ်လားဘာတွေလဲကွာကျွန်တော်ကဘုရုပ်ပြောတဲ့စကားကိုကြားပြီးလူမှုကပြုံးနေကြပြီဝင်းကြီးချုပ်ကတော့စဘာပြီးစဘာတဲ့ နိုင်ငံတော်သမ္မတအကြီးကတော့မရားပြီးမရားဖြစ်နေပြီတဲ့နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ဇဝင်းမှာကျွန်တော်ပြောသောစကားကိုကြားစီကရီးနေပါတယ်အေးကွာတို့လေစကားပြောတာကြည့်ပြောရတယ်မင်းဆိုလိုက်ပါလေနာဆင်ပေးခဲ့တဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဆက်လက်ပြီးပေါ်ပြသွားမှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ